မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီတနင်္ဂနွေသာသမီမိတ်ဆွေတွေအတွက်မေလ15ရက်ကနေပြီးတော့22ရက်နေ့အတွင်းမှာတပတ်တာအတွင်းမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဟောစရံအကျင့်ကိုတားရုံနဲ့ဆွဲပြီးမှဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္ဂနွေသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့ဥစ္စာပထမထောပနာပြုဆန္ဒပြုရင်းနဲ့တနင်္ဂနွေသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ မေတ္တာရည်နေရနဲ့ပတ်သက်ပြီးတော့တွေးခေါ်ကြံစနေတာမျိုးအရှိန်ကြီးနဲ့ပတ်သက်လို့တွေးခေါ်ကြံစနေတာမျိုးတွေလိုအပ်စဉ်းစားတွေးခေါ်နေတယ်မိမိအနေနဲ့ရည်စားမရှိသေးတဲ့လူငယ်တွေဆိုလို့ရှိရင်ရည်စားချစ်သူရည်စားငါဘလို့ဖူးစာပတ်နဲ့ရရင်ကောင်းမလဲဘလို့အိမ်အောင်ကြရင်ကောင်းမလဲဆိုတာမျိုးတမိရည်စားများအနေနဲ့ဆိုလို့ရှိရင်လည်းမိမိရဲ့ဟာလားဖူးစာပတ်ဟာဘလို့လူမျိုးလဲဆိုပြီးတော့တည်တည်ရှာရှာကိုစဉ်းစားတွေးခေါ်နေတော့ကာလကံမျိုးဖြစ်တယ်အိမ်အောင်ရှင်များဖို့ဆိုရင်လည်းမိမိတို့အနေနဲ့အိမ်အောင်ရည်နဲ့ပတ်သက်လာရင်ဘာကြောင့်အဆင်မပြေခြင်းတွေဖြစ်ရသလဲသို့မဟုတ်လို့ရှိရင်အိမ်အောင်ရည်နဲ့ပတ်သက်လို့ဘာ ကြောင့်ဝေးနေရတယ်ပေါ့ဒီလိုနားလည်မှုတွေဖြစ်နေတယ်ဆိုတော့အိမ်အောင်ကြီးနဲ့ပတ်သက်တဲ့မေတ္တာရေးရာပတ်သက်တာတွေမှာအပြေရှားချိန်ဆတွေးခေါ်နေသောကံမျိုးဖြစ်ပါတယ်ခင်ဗျာအလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့လုပ်ငန်းအတွင်းမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတတ်သောကာလဖြစ်ပါတယ်။ဒါကြောင့်လူလုံးရဲ့သားသမီးမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်လာရင်အလုံးပိုင်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲတွေရဲ့ ဖျားပေးမှုလေးတွေနည်းနည်းလေးကြုံနေရတာမျိုးတွေဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အဆင်မပြေတာမျိုးနည်းနည်းလေးစိတ်ပန်းလူပန်းတာမျိုးလေးတွေကြောင့်အလုံးမှအဲကိုကဥစည်းဥဆောင်လုပ်နေရတာမျိုးဟိုနေရာလဲပါရဒီနေရာလဲပါရနဲ့စိတ်တွေမွန်းကျအိုက်နေတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းအရာဓူအလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့နေနဲ့ယာဓူလုပ်ငန်းကင်နဲ့ပတ်သက်လို့အပြောင်းလဲအပြောင်းရွှေ့လေးတွေမှာတော့အားနည်းစီတာမျိုးလေးတွေဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အထက်လူကြီးအကြီးအကဲတွေရဲ့အမြင်တော်မှုလေးတွေဖြစ်နေတတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့မိတ်ဆွေများစီးပွားရေးလုပ်ငန်းကိုင်ရဲနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တဲ့မိတ်ဆွေများဖို့ကတော့ အဲဒီကလာတာတော့တွေ့မှာဆိုရင်အဲလုံးနေရင်ကလည်းပြည့်ရင်တာမျိုးလေးဒီအားနေပါတယ်ဘာကိုလှုပ်လို့တနည်းနဲ့သတ္တမိတွေကဒီအပတ်တာတော့တွေ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက်တွေများနေတတ်တဲ့အတွက်အဲဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့လုပ်ငန်းပြိုင်အလုပ်ပြိုင်နေဒရီသားဆင်ကျင်ပါဘာကိုဖြစ်ဖြစ်ကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောကိုဆောင်ပါတယ်ယာဒူးလုပ်ငန်းကိုင်ကနေပတ်သက်ဖို့တိုးချက်ခြင်းထက်လက်ရှိရှိနေတဲ့အလုပ်ကိုအကောင်းဆုံးအဖြစ်ချချိန်ညှိပြီးတော့အဲထိန်းထားထိန်းထိန်းသိမ်းသိမ်းလုပ်တာပုံမူအားတာတော့ကာလဖြစ်ပါတယ်ကြမ်းပါကြီး ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူး ကျမ်းမာရင်လည်းပတ်သက်လာရင်မိမိတို့အနေနဲ့စိတ်စိတ်ထဲမှာမပြောတာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်ရတာမျိုးလေးတွေကြောင့်ကျမ်းမာရင်လည်းပတ်သက်လာရင်စိတ်မောလူမောဖြစ်ရတာမျိုးဟိုနာအကိုက်ဒီနာအခဲတာမျိုးအိတ်မပြောအတွေးလွန်တာမျိုးဒါလေးတွေကလည်းကျန်တာဆူဆူဝါးဝါမရှိလာပါဘူးကျမ်းမာရင်လည်းပတ်သက်ရင်တော့စိတ်ပျော်ရင်ကိုကျမ်းမာပြီးစိတ်ညစ်ရင်ကျမ်းမာရင်အလိုလိုစိတ်တက်ကြလာတတဲ့တို့မိမိရဲ့စိတ်ပေါ်မှာသာမူတည်တဲ့တို့ကျမ်းမာရင်ကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့အဲလက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေယင်နေနဲ့ပတ်သက်တာဓာတ်တွေနဲ့ပတ်သက်တာမျိုးလေးတွေမှာကိုင်းတွဲကိုင်းအသုံးပြချတဲ့ တဲ့အခါမှာသတိထားပါနည်းနည်းအနည်းငယ်သတိထိခိုက်ချနာခြင်းမျိုးလေးတွေကျုံ့ကတက်တော့လအပတ်တာဖြစ်ပါတယ်ခင်ဗျာငွေကြေး ငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်ပါတယ်စတင်လှုပ်ဆောင်လို့ရတဲ့အလုပ်တွေရှေ့တို့ဆောင်ရွက်ပါငွေကြေးဆိုင်ရာကိစ္စတွေမှာတော့ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဆောင်ရွက်ရင်အင်မတန်အားသာကောင်းမှုပါတယ်ထီကန်ဆန်းလို့ကောင်းသောအပတ်တာဖြစ်ပါတယ်ငွေကြေးကိုင်ကန်နဲ့ပတ်သက်လာတဲ့အခါလက်လွန်ထားတဲ့ငွေကြေးတွေဟာစုံတော့မလို့ဖြစ်နေတဲ့ငွေကြေးတွေသို့မဟုတ်ငွေကြေးနဲ့ပတ်သက်လို့ပြောဆိုတဲ့အခါမှာကိုကရဲရဲဝံ့ဝံ့နဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ချင်းတိုးတက်ရှင်တွေရရှိမယ်ဆိုတဲ့အပတ်တာဖြစ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်လာရင်ငွေဝင်လာတာမျိုးလေးတွေဂျုံအားတက်တယ်အဲဟိုရ ခြားနေခြားတိုင်းတစ်ပါးပြည်ပခီးတော်နိုင်ငံခြားခီးတော်နဲ့ပတ်သက်တာမျိုးလေးတွေဆိုလို့ရှိရင်လေဒီကာလအတော်တွေမှာအရှိတူဆောင်ရလှုပ်ဆောင်ရင်ကောင်းမွန်တော့ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကံဟာနည်းနည်းလေးဟိုဟို90 90ပဲမိဆွေတို့အနေနဲ့ကိုကိုတိုင်အတက်ပညာတစ်ခုခုကိုတင်ယူမယ်ဆိုလို့ရှိရင်လေမိဆွေတို့အနေနဲ့ဖြစ်ချင်တဲ့ဆန္ဒလမ်းကြောင်းတွေကိုစတင်ဖောက်လုပ်ရန်ကောင်းသောအပတ်တာကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိဆွေတို့အနေနဲ့ဒီအပတ်တာအတော်တွေမှာ အထူးသဖြင့်ခရီးသွားကိစ္စလေးတွေမှာအလွယ်လွယ်လျှော့လျှော့ဖြစ်တတ်တယ်။ရဲဝေးခရီးသွားနဲ့ပတ်သက်ရင်ကောင်းတယ်၊ပြည်ပနိုင်ငံခြားနဲ့ပတ်သက်ရင်ကောင်းတယ်၊နိုင်ငံခြားသားဘာသာရှားလူမျိုးရှားတွေရဲ့အကူအညီကိုရရှိတတ်သောကာလဖြစ်တယ်။တို့ရအတွင်းအလှဉ်ဆိုလိုဆုံးဖြတ်တာမျိုးတွေဒေါသကိုရှည်တန်းတင်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာတော်တော်ကိုတတိပြုစင်ကြရမယ့်ကာလဖြစ်ပြီးတော့ကိစ္စရဲ့တစ်ခုခုကိုအလှဉ်ဆိုလိုဆုံးဖြတ်တာမျိုးလေးတွေအလှဉ်ဆိုလိုဒေါသနဲ့ဝန်ကနေဒိုင်းကနေပေါက်ကွဲထွက်စေတဲ့လုပ်ငန်းလေးတွေကိုချိန်တိုဆောင်ရတာမျိုးလေးတွေမှာအားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့အနေနဲ့အခွင့်လန်းကောင်းနေရရှိတတ်တဲ့တည်ငောင်းနေကြာရတတ်တဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတတ်တာမျိုးလုံငန်းကိုင်ငန်းနဲ့ပတ်သက်လို့အခက်အခဲအကြံ့ကြာတွေပေါ်လာရင်အမိမိတို့ရဲ့အထက်လူကြီးအကြီးအကဲအမျိုးသမီးတွေရဲ့အကူအညီတို့မဟုတ်မိမိရဲ့အမေအမအစရှိတဲ့သူတွေနာနေအကြံစီရယူပြီးတော့လုံဆောင်ရင်အစဉ်ပြေချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာအတော့အဲရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်သောကာလဖြစ်ပါတယ်။တမီးစားများအနေနဲ့ကတော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တိုင်ပင်ထားတာမျိုးကပုံမကောင်းမှုပြီးတော့အာသာစီပါတယ်ခင်ဗျာ အိမ်ဆောင်ရေးနဲ့ပတ်သက်လာရင်ငကူကဝေးကွာနေတော့အိမ်ဆောင်ရှင်များဖို့အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ပြန်လဲစုံစည်းရတာမျိုးလေးပေါင်းဖက်ရတာမျိုးလေးကြုံတရင်ကောင်းကြားရတာမျိုးလေးကြုံရတတ်တယ်အဲဒါသမီး ရည်ချမိချမရှိတာမျိုးသာသမိပညာရေးနဲ့ပတ်သက်လာရင်ဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းလေးတွေလည်းကြားရတတ်တော့အပတ္တကာလအပိုင်ချာဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့အဲအဝေးတနေရာကနေပြီးတော့အခွင့်လန်းကောင်းတည်င်းကောင်းအခွင့်ရေးကောင်းတွေရရှိတတ်သလိုမိတ်ဆွေတို့အနေနဲ့မမြင်အားသောပဋ္ဌာန်းဆက်ပုံကိုယ်စက်တွေအခုညီထောက်ကူကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒီတစ်ပတ်တာတော့ဒီမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးမလုတ်ဖို့ထပ်မှာခြင်းနဲ့အကျိုးပေးသောကဏ္ဍအနေနဲ့၈ကဏ္ဍ၇ကဏ္ဍ သုံးကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအကြောင်းဟာအဝါရောင်အစိမ်းရောင်အကျိုးပေးကံကောင်းစေပါတယ်။ဘာကိုဖြစ်ဖြစ်အလင်းစလိုမလုပ်ပါနဲ့တတိထားစီနေဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကို လှုပ်ဆောင်ဆောင်ရွက်တဲ့အခါမျိုးတွေကြာလို့ရှိရင်နဲ့မိမိတို့နေနေလုပ်ငန်းကိန်းကန်အလုပ်ကိစ္စတွေကိုပြောဆိုမှုတွေမတော်မီမှာမိတ်ဆွေတို့ရဲ့အောင်မြင်ခြင်းကိုအကြောင်းပြုပြီးတော့ခါကြတော့မိတ်ဆွေတို့အိမ်မှာရှိတဲ့ဂျေးစီကလေးတစ်ခုကိုတုံးချက်တီးတီးတီးပြီးတော့နော်အောင်မြင်ဖို့တော့အောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးတော့ရွတ်ဆိုပြီးတော့သွားရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စအဆင်ပြေအောင်မြင်သွားမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစီအပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ ဒီအပိုက်ရာတော့ဒီမှာငွေကြီးကအားကောင်းစီပြီးတော့ပြုလို့ရမယ့်ရေရရာနေနဲ့ဆိုရင်တော့ဘာမှမခက်ပါဘူးခလေးငယ်လေးတွေကိုရှုံကျင်ကြွေးတာမျိုးဝေကန်းတာမျိုးကုတို့လှုပ်ရှင်းပြဲမိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံလေးဟာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်ပုံမှန်ဆိုရင်ဆီကတပတ်စာချော့ချော့နေတော့အဲတလားစာတွေပဲရိုက်ဖြစ်တော့ဒီတပတ်စာတို့ဆီကအတိတ်ထန်နေပါလိမ့်အဲမပြီးတော့ဘူးပြည့်ပြည့်စုံစုံသိကြည့်ရင်တော့ဆီရရဲ့အဲငါးလပိုင်းတော့မှာတလားစာအတွင်းမှာသွားကြည့်လို့လိုအပ်ပါတယ်ဒါကတပတ်စာဆီကတာရောနဲ့အာယုံပြုနေမိဆွဲပြီးခြင်းဖြစ်ပါတယ်ဒါကြောင့်တနေ့ဝင်လေတာဒီမိတ်ဆွေတွေဟာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ် အဲမိမိတို့အနေနဲ့လိမ်မော်ရောင်နေပါတယ်အယောင်လိမ်မော်ရောင်တို့ထိုင်းထိုင်းမိုင်းမိုင်းဖြစ်စေတဲ့အဲအယောင်လေးတွေကိုတတိထားဝစ်စင်သုံးဆွဲပေးပါတယ်ခင်ဗျာနော်အဆက်ဆက်ရဲ့အစင်ပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကို16ရက်နေ့မှာဖြစ်စီ20ရက်နေ့မှာဖြစ်စီလှုပ်ဆောင်ပါတယ်ဘာကိုလှုပ်လို့မိတ်ဆွေတို့အနေနဲ့22ရက်နေ့နဲ့21ရက်နေ့ကိုတော့တတိထားစင်ကြီးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ခင်ဗျာယေရှုတမန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီအပတ်တာအတော်တွေမှာအဆက်ဆက်ရဲ့အောင်မြင်တိုးတက်ကြပါစေခင်ဗျာ အဲတေချာတာကတော့စိတ်တက်တော့မကြပါနဲ့တနင်္ဂနွေတွေဟာရေဘူးအပြင်၅လပိုင်းကတော့ညံ့တယ်လို့တတ်မှတ်ထားလို့ရပါတယ်ခင်ဗျာဒါလေးတခုကိုလည်းမိတ်ဆွေတို့သတိပေးပါရစေခင်ဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးတွေတို့မဟာဗုဒ္ဓတိကျွန်းဘွားတို့28ရက်တို့29ရက်နေ့တို့မိတ်ဆွေများအထူးသတိထားဖို့လိုအပ်ကြောင်းနဲ့ဖြစ်နိုင်ရင်ဘာလို့ဖြစ်ဖြစ်စတင်မလုပ်ဆောင်မှုလိုအပ်ကြောင်းနဲ့ဆရာက ထက်လောင်းပြောကြားလိုပါတယ်ခင်ဗျယေစုတင်ပါတယ်ဆရာငယ်ပါဆရာငယ်နောက်ပြည်တင်မိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မင်းများနိုင်ကြောင်းနဲ့ဆရာ TikTok Messenger မှာဗီဒီယိုမဟုတ်ကြောင်းပြောရင်ကဲတနင်္ဂနွေသားသမီးလေးအားလုံးအောင်မြင်မှုအပေါင်းတရဖူးစောင်းကြပါစီခင်ဗျာ